ီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ထဲမှာစစ်မှုထမ်းဖို့အတွက်စစ်တပ်ကလူငယ်12ဦးကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ AMIG မှစုံစမ်းသိရှိရပါတယ်။မနက်ကမဟာအောင်မြင်မြို့နယ်ထဲမှာစစ်မှုထမ်းမဲပေါက်ပြီးသားလူတွေကိုလာခေါ်တာမတွေ့တာနဲ့ random 12ယောက်ခေါ်သွားတယ်လို့အဆိုပါဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိသူက AMIG ကိုပြောပါတယ်။အာဓမစစ်မှုထမ်းအတွက်ခေါ်ဆောင်သွားတဲ့မြို့နယ်တွေဟာ မလင်တန်ကိုပြင်းထန်စွာခံစားခဲ့ရတဲ့နေရာတွေဖြစ်ပြီးအဆောက်အုံကြီးကြီးမားမားလေးလုံးထိပြိုကျခဲ့တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီမဲကိစ္စတွေဒီကာလကြီးတဲ့လုံနေတာကိုနိုင်ငံတကာကသိစေချင်တာပါလို့မျက်မြင်တေသခံတွေက AMIG ကိုဆက်ပြောပါတယ်။ဒါအပြင် ပြည်ကြီးတခုမြို့နယ်လမ်း60 1 1 1 1 3ကြားရှိစံပြ9ရက်ွက်ရုံးမှာလည်း အထမစစ်မှုရန်အတွက်မင်းနိုင်ခိုင်းနေတယ်လို့ဒေတာကန်တွေက AMIG ထံသတင်းပေးပို့လာပါတယ်။ဂျမန်နေ့ကလည်းပြင်းလွင်မျိုးကနေမန္တလေးဘက်ကိုသွားရောက်ပြီးပရိဒါလုံနေတဲ့လူငယ်များရဲ့မိဘတွေကိုအထမစစ်မှုရန်အတွက်မင်းနိုင်ခိုင်းတာတွေစစ်တပ်ကလှုပ်ဆောင်ခဲ့ပါသေးတယ်။